အားလုံးမင်္ဂလာပါဆရာမတော့ဧကဒသမတန်းတမိုင်းအခန်းသုံးဂုံးမောင်ခိမြမရှိရွေးစင်လာလူဖွဲ့စည်းအကြောင်းကိုသင်ကြားပြသသွားမှာဖြစ်ပါတယ်မြမရှိရွေးစင်လာလူဖွဲ့စည်းမှာအပိုင်း၅ပိုင်းရှိပြီးတော့ခြေအဖို့အပိုင်း၂ပိုင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်သုံးဒသမတိခြုံငုံသုံးသက်ချက်သုံးဒသမနှင့်အရာရှိနှင့်ထထွန်းလာဆိုပြီးတော့အဲ့ဒီအပိုင်း၂ပိုင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ် ုံးတမတိခြုံငုံသုံးသက်ချက်အခြုံငုံသုံးသက်ချက်ရွေချက်ကတော့ဗကန်ခေမြမစီယူစင်လာလူဖွဲ့စည်းရဲ့အုတ်ချုပ်သူအုတ်ချုပ်ခံလူရန်စာအကြောင်းနဲ့အုတ်ချုပ်သူဘရင်အပေါ်လူအဖွဲ့စည်းကဘလို့တတ်မှတ်ခံယူရဆိုတဲ့အကြောင်းကိုသိရှိနားလည်စေဖို့ဆိုတဲ့ရည်ရချက်နဲ့တင်ကြားပြတာဖြစ်ပါတယ်။နှချုံကုံသုံးသက်ချက်ဗကန်ခေကနေကုန်းမောင်ခေအထိမြမစီယူစင်လာလူဖွဲ့စည်းကိုရေဝရအဖြစ်အုတ်ချုပ်သူနဲ့အုတ်ချုပ်ခံလူရန်စာဆိုပြီးတော့ခွဲကြတယ်။အဲ့ဒီမှာအုတ်ချုပ်သူလူရန်စာမှာဘယ်သူတွေပါလဲဆိုတော့ဘရင်နဲ့ မင်းစေမင်းမျိုးမူမတ်အရာရှိများနဲ့ရိုးရာအကြီးကြီးတွေပါဝင်တယ်။အုပ်ချုပ်ခံလူဒန်းစားမှာကြတော့တာမန်အယက်သားနဲ့ကြီးကျိုလူဒန်းစားဆိုပြီးတော့ပါဝင်ပါတယ်။အဲ့ဒီမှာတာမန်အယက်သားကဘယ်သူတွေလဲဆိုတော့မင်းမူထံမဟုတ်တဲ့သူတွေ၊တထေးတကြွေတွေ၊နောက်ရောင်းဝယ်ဖောက်ကားမှုနဲ့အတက်မွေးတဲ့သူတွေ၊လေယာကိုင်းကျုံလုတ်ကိုင်းတဲ့တောင်သူလက်သမားတွေနဲ့အခြားအတက်မွေးဝမ်းကြောင်းမှုနဲ့လုတ်ကိုင်းစားတောက်တဲ့သူတွေဟာဒါတာမန်အယက်သားထဲမှာပါဝင်တဲ့သူတွေပေါ့နော်။အုပ်ချုပ်ခံလူဒန်းစားတွေကကြတော့အုပ်ချုပ်သူလူဒန်းစားကိုကြောက်ရွံ့ယူတည်ရတယ်။ အုပ်ချုပ်သူဗြဟ္မစာမှာဘယင်ကအမြင့်ဆုံးအုပ်ချုပ်သူဖြစ်တယ်။ဘယင်ကပဲရေမြင့်ရှင်တပ်ဦးစာမှန်ဖြစ်ပါတယ်။နောက်ပြည်သူတရားလုံးကဘယင်ရဲ့ကြေးတော်မျိုးကျွန်တော်မျိုးတွေဖြစ်တယ်။နောက်မျိုးရိုးကိုမဟာသမရမင်းကနေပြီးတော့ဆင်းသက်လာတဲ့ခထီယအနွယ်တက်ကြတာကီဝင် မျိုးရိုးအာတိဆဝန္ဒနေမျိုးဆိုပြီးတော့ခံယူထားတယ်။ခထီယအနွယ်ဆိုတဲ့အဓိပ္ပာယ်ကမင်းမျိုးမင်းနယ်လို့အဓိပ္ပာယ်ရပါတယ်။နောက်တစ်ခုကကြတော့တက်ကြတာကီဝင်မျိုးရိုးအဲ့ဒါကကြတော့မင်းမျိုးမင်းနယ်ကနေပြီးတော့ဆင်းသက်လာတယ် ယ်ပေါ့နော်အဲ့ဒါတက်ကြတာကိဝင်မျိုးရုပ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့အာဒိသဝန္တနေမျိုးနော်အာဒိသဝန္တရဲ့အဓိပ္ပာယ်ကလည်းဆိုရင်နေမျိုးနေအဲ့မဟာသမရအနေစဉ်သက်လာတယ်ဆိုတာကဘယင်ဟာဘာသာသာသနာနဲ့အေဂျင့်တင်ငိနဲ့လူမှုအဖွဲ့အစည်းကိုဖန်တီးနိုင်ဖို့အတွက်အများသဘောတူရွေးချယ်ခံထားရသူဖြစ်ကြောင်းကိုရှင်းပြပါတယ်။ရှင်းဝါကပြုလုပ်ခဲ့တဲ့ကုသိုလ်တွေကသူကိုအုပ်ချုပ်ခံပြည်သူတွေထက် တာလွန်မြင့်မြတ်တဲ့ဘယင်အဖြစ်ရရှိစေတယ်လို့ယုံကြည်လက်ခံပြီးတော့ဘယင်နဲ့ပြည်သူတွေရဲ့ဘဝကိုဆက်ဆက်ပြီးတော့မရနိုင်အောင်ခြားနာထားတာ။နောက်နိုင်ငံတော်အတွင်းမှာရှိတဲ့လေယာဉ်မျိုးကိုဘယင်ကပဲပိုင်ဆိုင်တယ်လို့သဘောထားတဲ့အတွက်ကြောင့်မို့လို့ဘယင်ကအဲ့ဒီနိုင်ငံရဲ့အကြီးဆုံးသောမြေပိုင်ရှင်လည်းဖြစ်ပါတယ်။မျိုးရိုးဇာတိပေါ်အခြေခံပြီးတော့ထီးမွေနဲ့မွေဆက်ခွင့်အခွင့်ကိုရရှိပိုင်ဆိုင်သူတွေဖြစ်တဲ့အပြင်စုလက်တွေနဲ့အခွင့်အထူးတွေအားလုံးကိုပေးဆပ်နိုင်သူလည်းဖြစ်တယ်။ရဘရင်ကိုတိုင်းသူပြည်သားတွေရဲ့မိပါလို့ခိုင်းထားကြတယ်။ တော့နိုင်ငံတွင်းမှာရှိတဲ့တက်ရှိတက်မဲ့အားလုံးကိုအဲ့ဒီဘယင်ရပဲပိုင်ဆိုင်ကြတယ်။အဲ့တော့ပကံခေ AD နဲ့ပြောတော့1044 1300မှာဘယင်ဒီလူဒန်းနဲ့ကြောင်းဖျားပိုင်ကြီးရည်အားလုံးကိုစောင်းလျှောက်လုပ်ကန်ရတဲ့တာသနာကြုံနေလေများစွာရှိတယ်။ဘဂန်ကိလူဖွဲ့စီမှာအရေးအတွက်များတဲ့ဂျုံလူတန်းစားတွေဟာဘဂန်လုံခစ်ဖြစ်တဲ့ AD 1300 1400မှာအရေးအတွက်ကအတော်အတန်နေပါသွားတယ်။အဲတော့ဂျုံလူတန်းစားကနေလွတ်လပ်လာတဲ့သူတွေကလေသမားလူတန်းစားကိုသွားပြီးတော့အားပြေးကြတယ် အဲ့လိုနဲ့လက်သမားလူဒန်းစားကတဖြည်းဖြည်းအင်အားကြီးမလာတဲ့လူဒန်းစားတရက်ဖြစ်လာခဲ့တယ်။တောင်ငူခေတ်တောင်ငူခေတ်က AD 1485 1596နဲ့ညောင်ရမ်းခေတ်1596ကနေ1852အတွင်းမှာရှိတဲ့လူခွဲစီမှာဇက်ခွဲကြတဲ့စနစ်မရှိခဲ့ပေမဲ့လည်းအုပ်ချုပ်သူပရိသတ်တွေမှာအလွန်အဆင်ဆင်ခွဲခြားထားကြတယ်။အဲ့တော့အစင်တန်းခွဲခြားမှုကိုလည်းဘရင်ကိုယ်တိုင်ကလက်ခံကျင့်သုံးတယ်။ အဲ့တော့မင်းဦးတန်းတို့ကမှဆိုရင်အဆင့်အတန်းအလိုက်ပဲဝတ်စားစင်ရတယ်နေထိုင်တဲ့အင်ကိုလည်းအဆင့်ခွဲပြီးတော့စောက်လို့နေထိုင်ရတာကိုလည်းတွေ့ရပါတယ်အဲ့တော့ကျောင်းဆောက်ဖျားတဲအဲ့လိုလှူဒန်းတဲ့အခါမှာလည်းယာတို့အဆင့်အတန်းလိုက်ပဲလှူဒန်းဝင်ရှိတယ်အဲ့တော့လှူဒန်းစားကိုအုပ်ချုပ်သူပြည်တရတီအစုအမှုထမ်းနေအသေးဂျုံနေနဲ့ ကျွန်များဆိုပြီးတော့ခွဲခြားထားတယ်။လူဒန်းစားခွဲခြားပုံကအဲ့ဒီလေးမျိုးနဲ့ခွဲခြားထားတယ်။အဲ့တော့ညောင်ရက်ခေတ်မှာဘယင်နဲ့ပြည်သူတွေကဗုဒ္ဓသာသနာကိုတတ်ဝင်ယုံကြည်တဲ့သူတွေဖြစ်တယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာနှကိုးခွဲတာတွေ၊နောက်ဘေးဒင်းအင်းအိုင်လက်ဖွဲ့ရရရခြေတာ၊ကျိန်တွေတာ အတိတ်နမိတ်ကောက်ယူလာတယ်ဒါတွေကိုလည်းလက်ခံယုံကြည်ပြီးတော့ကျင့်သုံးကြတယ်ဒါတွေကတော့အခုအချိန်ထိလည်းဒါလေးတွေကတချို့နေရာလေးတွေမှာရှိနေကြသေးတာပေါ့နော်အဖုန်ကြီးเจ้าနေမှာဗုဒ္ဓစာပေတွေအပြင်အခြားအတ္တမွေးကြောင်ပညာရဲ့အချို့ဖြစ်တဲ့နက္ခတ်ဘေးရင်ပညာယရယာပညာစေပညာစစ်ပညာအုတ်ချိုရေးပညာတွေကိုလည်းသင်ကြားပေးတယ်အောင်ရန်ခေတ်ကစပြီးတော့ဥရောပနိုင်ငံသားတွေနဲ့လည်းဆက်ဆံရေးပို့ပြီးတော့များပြားလာတယ် အဲဒါကြောင့်ဥရောပကနေပြီးတော့ဥရောပခရီးရန်သာသနာပြုတွေရောက်လာတယ်။သာသနာပြုအကြောင်းတွေဖွင့်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံကိုဥရောပပညာရေးစနစ်ကအဲ့ဒီအချိန်ကနေစပြီးတော့ရောက်လာခဲ့တယ်။1940ပြည့်နှစ်မှာဥရောပကနေပြီးတော့ခရီးရန်သာသနာပြုအဖွဲ့ဝင်တွေကတန်လျင်မှာကျောင်းဖွင့်ပြီးတော့ဥရောပစာပေတွေကိုတင်ကြားပို့ချပေးခဲ့တယ်။ ။ဟောအဲ့ဒီကြောင့်မှဘလို့ဘာသာရက်တွေကိုတင်ကြားပေးခဲ့လဲဆိုတော့ပထဝီ၊တင်ချာ၊ရေချောင်းသွားလာရေးအတက်နဲ့ဝိဇာသိပ်ပံပညာရက်တွေကိုတင်ကြားပေးခဲ့တယ်။ဒါပေမဲ့နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက်ကြောင့်ဥရောပသာသနာပြုဖုံးတော်ကြီးတွေရဲ့ပညာရေးဆိုင်ရာဆောင်ရွက်မှုတွေဟာရရှိမတည်တမ်းခဲ့ဘူး။ဟောကုန်းမောင်ခေ1952-1885လူဖွဲ့စည်းကိုတန်ကတော့ဘယင်းပုံနာမုမတ်တေနာပတိတထေးတကျွဲအတေကျွန်းနဲ့သူပါရစား ်။သူဆန္ဒလားလို့လည်းခေါ်တာပေါ့နော်။ဆိုပြီးတော့လူတန်းစားခွဲခြားဖော်ပြထားတယ်။အဲ့တော့အဲ့လိုလူတန်းစားခွဲခြားတာဆိုတာဘရင်အာနာနဲ့ခွဲခြားရာအနေပြီးတော့တပြေးပြေးနဲ့ညိုညိုလိုက်တဲ့လူတန်းစားခွဲခြားမှုဖြစ်လာခဲ့တာ။အကုံမောင်ခင်မှာလွတ်လွတ်လပ်လပ်ယုံကြည်ကိုးကွယ်မှုတွေရှိတယ်ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူတွေကတော့အများဆုံးရှိခဲ့ပါတယ်အဲခရီးယန်ဟိန္ဒူအစ္စလမ်ဘာသာယုံကြည်သက်ဝင်သူတွေနဲ့ နကိုးွယ်သူတွေလည်းအဲ့ဒီအချိန်မှာရှိခဲ့ပါတယ်။အတော့မင်းတို့မိလက်ထက်မှာမန္တလေးကိုရောက်လာတဲ့ခရီးရန်သာသနာပြုဖုံးတော်ကြီးဖြစ်တဲ့ဒေါက်တာမက်စ်အတွက်စာတင်နာလူကြောင့်ဆောက်လုပ်လူတန်းပေးတယ်။မန္တလေးနေပြီးတော့မှဆိုရင်အစ္စလမ်ဘာသာဝင်တွေကိုးွယ်ဝတ်ပြုနိုင်ဖို့အတွက်မင်းတို့မင်းကဗလီတွေစောက်ဖို့ဆိုပြီးတော့ညနေရပေါင်း20ကိုလူတန်းပေးခဲ့တယ်။ ။နောက်ကုန်းမခေဘုရင်တွေကသူတို့ယုံကြည်ကိုးကွယ်တဲ့ဗုဒ္ဓသာသနာကိုချီးမြှောက်တဲ့အပြင်အယူဝါဒမတူတဲ့တခြားယုံကြည်မှုတွေကိုလည်းလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုပြုခဲ့တယ်။ဒါရင်မကအားပေးချီးမြှင့်မှုတွေရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ငြိမ်းချမ်းသာရလာတဲ့လူမှုဘဝကိုအဲ့ဒီကုန်းမခေမှာထူထောင်ပေးနိုင်ခဲ့တယ်။အဲ့ဒီပုံလေးကပါလဲဆိုရင်ဒီအလေရတာနော်ခရိယံသာသနာပြုဖုန်းတော်ကြီးဒေါက်တာမတ်ဆီရဲ့ပုံလေးပေါ့နော် နောက်ခုဆက်ပြီးတော့အသုံးတသမနှင့်အရာရှိနှင့်အထက်တန်းလွှာအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးတင်ပြမှာပါ။နောက်တစ်ရည်ရွယ်ချက်ကတော့ကုန်းမောင်ခေဒူရန်စာများအကြောင်းနဲ့ကိုယ်ပွဲယုံကြည်မှုအကြောင်းကိုသိရှိနားလည်သဘောပေါက်စေဖို့ကုန်းမောင်ခေဘယင်းသူကောင်းပြုခံရတဲ့ဒုတိယတန်းစာအထက်တန်းလွှာများအကြောင်းနဲ့နန်းတွင်းမှာဘယင်းအပါခါစားရတဲ့ပုံနာတွေရဲ့လုပ်ငန်းတောင်းဝင်တွေအကြောင်းကိုသိရှိနားလည်စေဖို့ဖြစ်ပါတယ်။အရာရှိနဲ့အထက်တန်းလွှာကုန်းမောင်ခေမှာဘယင်းနဲ့နှင်းနဲ့လျှက်ရှိတဲ့မိဖုရားမမမိတ်တန်း ဒါတော့သမီးတော်ဆွေတော်မျိုးတော်တွေကအခွင့်အထူးကံပထမဒန်းစာအထက်တန်းလာတယ်။တော့မိဖုရားတွေမှာနှမျိုးခွဲထားတယ်။နန်းရအဆောင်ရနဲ့အဆောင်မရဆိုပြီးတော့ကိုပြားချနာထားတယ်။နောက်ဗိသိက်ခံမိဖုရားဖြစ်မှသာလေမိဖုရားမဟေတီလို့မိပါတယ်။ကုံမောင်ခင်နောင်ဘယင်းဒီမှာတောင်နှံညောင်နှံအလေနှံအနောက်နှံဆိုပြီးတော့နိုင်ရမိဖုရား၄ပါ။တောင်ဆောင်ညောက်ဆောင် တောင်ရွှေရွေးဆောင် မြောက်ရွှေရေးဆောင်ဆိုပြီးတော့အဆောင်ရမိပြား၄ပါအဲ့ဒီလိုရှိခဲ့ပါတယ်။နန်းရမိဖုရဲ့ခေါင်းကြီးကနိုင်ငံအုပ်ချုပ်ရေးတရားစီရင်ရေးမှာပါဝင်ဝင်ရှိတယ်။ဘရင်ကမိဖုရဲ့မိညီမင်းသားမှုတော်မတ်တော်ဗတော်အမှုထမ်းတွေကိုရိတ်ခါလာစာအပြင်မျိုးစာရွာစာနေစာပေးပြီးတော့အဲ့ဒီမျိုးရွာတွေကနေရတဲ့အခွန်ငွေထက်ဝက်ကိုသူတို့ကိုအပိုင်စားပေးတယ်ပေါ့နော်။မိဖုရဲ့ခေါင်းကြီးကပါခါစားတဲ့အပြူတော်တွေအထင်းတော်တွေက မျိုးစားရွာစားပေးသနာခြင်းခံရတဲ့အခွင့်အထူးရရှိတဲ့အထက်တန်းလာလူဒန်းစားတွေဖြစ်ပါတယ်။ဟာအခွင့်အထူးကံလူဒန်းစားတွေပေါ့နော်။အဲ့တော့ဒီဟာလေးရပုံလေးရကြတော့ယန္တနာဂေရီနောက်ဆုံးညီလာခံမှာတွေ့ရတဲ့တီဘောမင်းနဲ့ဝင်ကြီးမှုမတ်တီ။အဲတီဘောမင်းပေါ့နော်။ဒါဝင်ကြီးမှုမတ်တီ။ဒါတရစိမ့်မိဖုရားပေါ့။ဒါသူရဲ့မိဖုရားကြီးတဲ့ကမိဖုရားတပါပေါ့နော်။အားတော်တပီးတော့ဆွေတော်မျိုးတော်တွေမှာလည်းခွဲပြားထားသေးတယ်။ဒိုင်တော်ကြီးနဲ့ဒိုင်တော်ကလေးဆိုပြီးခွဲပြားထားတယ်။ ဒိုင်နိုကြီးရဲ့ဆိုတာကဘယင်နဲ့မိဖုရားကြီးတွေကနေပြီးတော့မွေးဖွားတဲ့တာသမီအစွမ်းတွေ။အဲဒါတွေကဒိုင်နိုကြီး။ဒိုင်နိုကလေးရကြတော့ရင်းချတဲ့ဆွေတော်မျိုးတော်တွေကဒိုင်နိုကလေးတွေပါတဲ့။တားတော်တွေကိုမင်းသားကြီးမင်းသားလက်ရင်မြင်းမှုများဘယင်ခံတရားသူကြီးများလွတ်တော်အရာရှိများစသဖြင့်ယာလူတွေခွဲပြီးတော့ချင်းမြင်ပေးခဲ့တယ် ။ဒါမင်းသားတွေကနောက်တော်ပါကြီးကျုပ်အမှုထမ်းများကိုလည်းအဆင့်တန်းလျောက်အနည်းအများကွဲပြားနိုင်လွဲပြီးတော့ဒါအဆင့်တန်းလိုက်ပေါ့နော်။ရာဒူလေးတွေပြီးတော့သူတို့ထားပေးကြတယ်။ဘရင်ဆွေတော်မျိုးတော်အောင်မှာတိုင်းပြည်အုပ်ချုပ်ရေးကိုဘရင်နဲ့တူဆောင်ရွက်တဲ့ဗရိတရိအတိုင်းဝိုင်းဝင်ဝန်ကြီးမှုကြီးမတ်ကြီးပြန်နန်းကြီးခန့်အရာရှိလူတန်းစားတွေလည်းရှိတယ်။အဲသူတို့တွေကကြတော့ဘရင်ကိုယ်စားလှယ်တော်တွေဖြစ်တယ်။ ဲ့တော့လူဖွဲ့စည်းမှာဘယင်သူကမြုခံရတဲ့ဒုတိယဒန်ဆာအထက်ကန်းလာတယ်သူတို့တွေရတယ်အဲဒီပုံလေးရကြတော့ညီလာခံကိုတက်ရောက်တဲ့မြန်မာမူမှတ်ကြီးတွေပုံလေးကတော့နည်းနည်းလေးတော့ဝါရတယ်ဒါရေးရုံကပုံလေးဆိုတော့နော်ဒီလိုလေးတော့နည်းနည်းဝါရတယ်မူမှတ်ကြီးတွေမြန်မာမူမှတ်ကြီးတွေနောက်တစ်ခါပုံနယ်တော်ကြီးတွေအောက်မှာပုံနယ်တော်ကြီးတွေပြီးတော့နောက်တစ်ခါကျတော့မြန်မာမင်းညီမင်းသားတွေအောက်ပါတာဆိုမြန်မာမင်းညီမင်းသားတွေနော်ဒါတရားကျတော့ကေအုံမင်းကြီးဦးခါဘယင်သူကမ်းပြတဲ့အခါမှာ နှလုံးရည်ထမ်းမြက်တယ်၊လျုံးရည်ထမ်းမြက်တယ်၊ဘယင်နဲ့ကျန်းဝင်တယ်ဆိုတဲ့အခြေအနေ၃မျိုးနဲ့ရှိခဲ့တယ်။ဒါမှမဟုတ်အရာရှိအများစုကရိုးရာလက်စက္ကန့်တွေမဟုတ်ဘဲနဲ့အသေးလူဒန်းစားရနေပြီးတော့ဘယင်သူကောင်းပြုခံရပြီးတော့အဲ့ဒီရာတို့ကိုရရှိလာတယ်။သူကညိုညိုအလိုက်စက္ကန့်ရတဲ့သူမဟုတ်ဘူးနော်။အဲ့ဒီသူတွေကနိုင်ငံရေးမှာအရေးပါတဲ့အစုတစ်ခုဖြစ်လာတယ်။ပြီးခဲ့ပြီးတော့အခွင့်အထူးနဲ့အခွင့်အာဏာတွေကိုလည်းသူတို့တွေကပိုင်ဆိုင်ကြတယ်။ဒါဘယင်သူကောင်းပြုခံသူတွေကဆိုရင်ဥပဒေရှိမှောက်မှာလည်းအခွင့်အရေးရရှိတဲ့သူတွေဖြစ်တယ်။ ဲ့တော့ဘင်းသူအကောင်ပြုခံပုံကိုတူဦးကိုတာမန်စင်းရဲသားတူဦးကတကယ်လို့များနှုတ်နဲ့ကျူးလွန်ပြီးခဲ့တယ်ဆိုရင်ပုံကိုရဲ့တန်းစားအလိုက်တတ်မှတ်ထားတဲ့ပစ္စည်းနဲ့ကတော့ပြီးတော့အကြည့်အေးရတယ်အဲ့တော့ပစ္စည်းနဲ့ကတော့ရတယ်ပေါ့နော်။အဲသူရဲ့တက်မှတ်ထားတဲ့ယာတို့အစင်းလိုက်ရင်သူတို့တက်မှတ်ထားတဲ့ပစ္စည်းနဲ့ပြန်ပြီးတော့ကတော့ဒါဆိုရင်ကိုကျူးလွန်ပြီးတဲ့နှုတ်နဲ့ကျူးလွန်ပြီးတဲ့ဟာလေးကဒါကြည်အေးပါတယ်ဆိုပြီးသူတို့တက်မှတ်ထားပါတယ်။အဲ့တော့ဘယင်သူကောင်းပြုခံရသူမှာဘသူတွေလဲပါသေးလဲဆိုတော့ပုံသားတွေလဲပါဝင်ပါသေးတယ်။ဗရိတရီလူဖွဲ့စီမှာ ပုံနာအခါကဘရင်ရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက်ဆက်နေနေရတယ်။အဲကြောင့်သူတို့တွေဟာညားစွာပဲချင်းမြင့်မြောက်စားခြင်းနဲ့ခံရတယ်။အဲတော့သူတို့တွေဟာလော်ကီအစီအစဉ်ရရှိဖို့လော်ကီကျမ်းဒီအတိုင်းနဲ့တည်ပူဇော်ပါသားဖို့အခါတော်ပေးဖို့အတွက်ပညာရှိတွေအဖြစ်ချင်းမြင့်သူကောင်းပြုခံရသူတွေဖြစ်တယ်။အဲတော့ပုံနာအစုမှာနေထိုင်ရာဒေသကိုဆွဲပြီးတော့မျိုးရိုးကိုဆွဲပြီးတော့ခွဲပြားထားတယ်။ဘာတွေခွဲပြားထားလဲဆိုတော့ဗျာမန်နာခတိယဝတ္တနဲ့တုတ်တာဆိုပြီးတော့ ပုံနာအစု၄မျိုးခွဲခြားထားပါတယ်။ဗျမနာဆိုတာဗာလို့ဆိုရင်ဗျမနာကပုံနာမျိုးယိုနောက်တစ်ခုခတ္တိယခတ္တိယဆိုတာကမင်းမျိုးနောက်တစ်ခုကဝတ္တဝတ္တဆိုတာကကုံတယ်မျိုးနောက်တစ်ခါတုတ်တဆိုတာကအခြေခံလုတ္တမျိုးပေါ့နော်ဒါအမျိုးအနွယ်တွေရဲ့အဓိပ္ပာယ်ကိုပြောခြင်းဖြစ်ပါတယ်။နောက်အစဉ်တန်းလိုက်အဆောင်ရောင် ဖြစ်ပုံနာမှာလည်းသူ့ရဲ့အစဉ်တန်းလိုက်ဖြစ်အဆောင်ရောင်တွေလည်းခွဲထားပြီးတယ်ဝဲဘောင်းဖြူအင်းကြီးဆက်လွယ်တွေရှိတယ်ပုံနာစုအတွက် အကြီးအကဲကိုဘယင်တွေကခံပေးတယ်။နောက်ကုန်းမောင်ခေဦးမှာပုံနာတွေကဘာသာပြန်အမှုထမ်းအဖြစ်လဲလို့ပြောတယ်။နောက်တစ်ခါစစ်ချီတဲ့အခါမှာအခါတော်ဘေးအဖြစ်နဲ့လိုက်ပါပြီးတော့အမှုထမ်းကြတယ်။ တော့ကုန်းမောင်ခင်မှာရိုးရာလိုက်ဆက်ခံတဲ့အရာရှိတွေကလည်းဘယင်းသူကောင်ယူခံရတဲ့သူတွေပဲဖြစ်ပါတယ်။ဟောအဲ့ထဲမှာအမြင့်ဆုံးကဘယ်သူလဲဆိုတော့ဗရီတရစ်တွေဖြစ်တဲ့ရှမ်းပြည်စော်ကအကြီးကြီးနဲ့ထီဆောင်မင်းအမိခံလူမျိုးသားမျိုးစားတွေဖြစ်ပါတယ်။ဒါလေးရဒီပုံကဆိုရင်ဒါရှမ်းပြည်စော်ကအကြီးကြီးတွေပေါ့နော်။ရှမ်းပြည်စော်ကအကြီးကြီးမျိုးတကြီး၊ရွာတကြီး၊မျိုးတကြီး၊ရွှေခုံမူ၊ငွေခုံမူစတဲ့အဝေးမျိုးရာအချို့သူတွေပြီးတော့ရွာစော၊အရက်စော၊ရွာကောင်း၊အရက်ကောင်း အဲသူတို့တွေကလည်းရိုးရာအလိုက် အကြီးအကဲယာတို့ကိုတားဆင်မြေဆက်စက်ခံဝင်ရှိတဲ့ဘရင်သူကောင်ပြုခံရတဲ့သူတွေပဲသူတွေကအဲရိုးရာစက်ခံဝင်ရတဲ့ပစ္စည်းဥစ္စာတွေနဲ့သူတို့ရဲ့အစင်လာအခွင့်အရေးကိုဘလို့အာနာပိုင်ကားမှာမချိုးဖောက်ဖို့အတွက်လည်းအမိန်တော်တွေထုတ်ပြန်လာတယ်အာနာချိုးဖောက်ခွင့်လည်းမရှိဘူးရိုးရာစက်ခံဝင်ကိုညားစွာအလေးထားတဲ့အတွက်ကြောင့်မို့လို့တကြီးမိတိုင်းယာတို့အဲ့လိုနေရာမှာ အမျိုးသမီးတွေလည်းလာပြီးတော့စက်ခံတာကိုတွေ့ရပါတယ်တဲ့အဲ့တော့ရိုးရာအကြီးအကဲတွေက ဲ့ဒီမြို့ရွာကနေပြီးတော့ထွက်သမျှအပေါ်မှာအခွန်စားပိုင်ခွင့်ရှိတယ်ထွက်တဲ့အခွန်တွေကိုအခွန်စားပိုင်ခွင့်ရှိတယ်အဲ့ဒါအပြင်အခွန်မပေးဆောင်ရဘင်းနဲ့ကင်းလွတ်ခွင့်ရှိတဲ့အခွင့်ဒုက္ခလူရန်စားတွေလည်းဖြစ်ပါတယ်ဘယင်သူကမ်းပြုခံရသူမှာအုတ်ချုပ်ရေးတာဝန်နဲ့မသက်ဆိုင်တဲ့ဘယင်ရဲ့အမှုတော်ကိုပဲထမ်းဆောင်ချရသူတွေလည်းရှိတယ်အဲ့တော့သူတို့တွေကလက်သုံးဓာဆွဲကိုင်းတဲ့သူတွေအဲ့ဒါကကိုင်းရီတော်ကိုင်းတွေမိမ့်မစိုးတွေတမားတော်မှုတွေအနောက်ဝင်တွေ ာသူတို့တွေကတော့အဲ့လိုလူတွေဖြစ်ပါတယ်တဲ့ဘယင်သူကောင်းပြုခံရတဲ့သူတွေမှာဘသူတွေပါသေးလဲဆိုတော့ပွဲစားတွေတထေးတချွဲတွေနဲ့ရွှေပြည်စိုးမှုတွေနဲ့ပါပါတယ်ရွှေပြည်စိုးရဲ့အဓိပ္ပာယ်ကကြတော့ရာဇဌာနရွှေမျိုးတော်မှာမင်းဧကရိကခန့်ထားတဲ့ရှေယုံအရာရှိဒါဆိုအရာရှိတွေကအရာရှိ ယာဓုတစ်မျိုးပေါ့နော်ရွှေပြည်စိုးဆိုတဲ့ယာဓုပေါ့ကောင်းမောင်ခေလူဖွဲ့စည်းမှာဘယ်အစဉ်တန်းပဲမဆိုကုသိုလ်ကံအလျောက်ကျွဲဝါချမ်းသာသူတွေအဖြစ်ရောက်လာနိုင်တယ်ဒါပေမဲ့လည်းနေအိမ်အဝတ်အစားတွေကတော့ဘယင်သူကောင်းပြုခံရတဲ့တထေးတကြွယ်တွေနဲ့ရှင်ပြီးတော့နေခွင့်ဝတ်ခွင့်မရှိပါဘူးဘယင်သူကောင်းပြုခံတထေးတွေကဘယင်ကိုကျွဲဝါချမ်းသာလာအောင်စောင့်ရပေးနိုင်တဲ့သူတွေ ဟဲ့အဲ့ဒီတတိချေတွေကိုမဟာဝဲတွေကဘယင်းပြန်ပြီးပေးတနာလေးရှိရယ်နော်အဲ့တော့ဘယင်းသူကမြူခံထက်တွန်းလာတယ်မှာလူမှုစီးပွားရေးမှာအခွင့်ထူးခံတွေရရှိတယ်အဲ့ဒါလည်းမကဘဲနဲ့တရားဓမ္မသက်တွေမှာလည်းဂုံရီအနိုင်အမြင်လိုက်အခွင့်အရေး꿰ပြပြီးတော့တတ်မှတ်ထားပါတယ်အဲ့ဒါလေးကတော့ဒီအခန်းသုံးနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးပေါ့နော်အဲ့တော့ဒီမိကုန်းလေးတွေကိုမလာမှန်လာဖြစ်ပြီးပါ ်အကကြီးအုပ်ချုပ်ခံလူရန်စာမှာတာမန်အရတားနဲ့ကြီးကျယ်လူရန်စာတို့ပါဝင်သည်မာလာမန္လာဖြစ်ပြီးပါ။နောက်ဘယင်ကိုတိုင်းသူပြည်သားများဤဆရာဟုခိုင်းကြတယ်။အစုငန်းသားတို့သည်ညိုညိုအလိုက်ဒါစင်မြေဆက်ဘယင်ထံအမှုထမ်းဆောင်ကြရသူများဖြစ်သည်။ဗဒုံမင်းလက်ထက်တွင်ဖြည့်ချခဲ့သောအစုငန်းသားတို့မှရခိုင်နှင့်ကတဲတို့ဖြစ်သည်။စေချမ်းဘာသာပြန်လုပ်ငန်းကိုမောင်းထောင်စရာတော်အားဆောင်ရွက်စီပြီးတော့စေချမ်းစကူချမ်းပြန်ဆိုပြီးစီးခဲ့တယ် နောက်ကလက်ဖြည့်လေးတွေလည်းရှိတယ်။ပြီးရင်မဆူတူလေးလည်းပါမယ်။ပြီးတော့ဒီမှာဒါလေးကကြတော့မဆူရှိလေးပေါ့ဒါလေးလည်းဖြည့်မယ်။အလုံးကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။